ဗီဒီယိုဖိုင်တူလေးတွေကျွန်တော်ရိုက်ဖြစ်နေမှာပါဒီဖိုင်လေးတွေကကျွန်တော်ဖြတ်သန်းခဲ့တဲ့ကျွန်တော် live နဲ့ပတ်သက်ပြီးကျွန်တော်လက်ခံကျင့်သုံးထားတဲ့ကျွန်တော်ရဲ့အယူအဆအတွေ့အခေါ်လေးတွေပါခုကျွန်တော်ထိုင်နေတဲ့ခုံအောက်မှာဘူးတစ်ခုရှိတယ်အဲ့ဒီဘူးထဲမှာချီးပုံတစ်ပုံရှိနေတယ်ပေါ့လေချီးဆိုမှတော့ပြေးကြပါတယ်နံပါပါကြည့်လို့လည်းမကောင်းပါဘူး ဘူးထဲမှာချီရှိနေမှလည်းသိတယ်အဲ့ဒီချီကနာမလည်းသိတယ်ကြည့်လို့လည်းမကောင်းဘူးဆိုရင်ဘူးထဲမှာရှိနေတဲ့ချီပေါ့ဖွင့်ကြည့်စရာအကြောင်းမရှိပါဘူးအောက်မှာရှိနေတဲ့ဘူးဘူးထဲမှာရှိနေတဲ့ချီပေါ့မိတ်ထားရမှာငုံကြည့်စရာအကြောင်းမရှိပါဘူးအပေါ်ဝေါ်ကြည့်လိုက်ပါ နေ့ဘက်ဆိုရင်ကောင်းငင်ပြာကြီးရှိပါညဘက်ဆိုရင် ကျေနေစုံနေတဲ့ကောင်းဝင်ကြီးရှိပါတယ်။လောကကြီးမှာဒီလိုပါပဲ။ကိုယ့်အောင်မှာရှိနေတဲ့သူတွေကိုယ်မကောင်းပြောကြမယ်။ကိုယ်ဆဲကြမယ်။ကိုယ်ပြစ်တင်စကားတွေပြောကြမယ်။ဒါတွေကိုငုံကြည့်နေရင်ရှစ်ဆက်ဖို့တော့အဆင်မပြေပါဘူး။အဲ့ဒီတော့ဟိုးဝေးယုံမျောကြည့်လိုက်ပါ။ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါ။မြင်ခဲ့ဘူးတဲ့နှင်းဒီပန်းကင်းနေရှုခဲ့ဘူးတဲ့ စပယ်ပိုင်းရက်နဲ့အများကြီးရှိပါတယ်။ဒါကျွန်တော်ဥပမာပေးတာ။လူ့ဘဝကိုဖျက်ဆီးတဲ့နေရာမှာလေကိုအောက်ကနေချီးပုံနဲ့တူတဲ့ကိုမကောင်းပြောနေတာဒီကိုဆဲဆူနေတာတွေကိုငုံငုံကြည့်ပြီးဂယုစိုက်နေမယ်ဆိုရင်ဟိုးဝေးကြီးမှာရှိတဲ့ခြေတွေစုံတဲ့ညကိုလည်းမမြင်ရနိုင်ပါဘူး။ကောင်းငင်ပြပြကြီးရဲ့အလှကိုလည်းမခံစားရနိုင်ဘူး။ဒီတော့ အောက်ကိုငုံကြည့်ပြီးတော့ချီးနှံကိုခံစားနေမဲ့အစားချီးစော်အနံခံမဲ့အစားမြင်ငယ်ဘူးတဲ့နှင်းစီပိုင်းရဏလေးတွေနှင်းစီပိုင်းအလှလေးတွေချူရှိုက်ခဲ့ဘူးတဲ့ဇပယ်ပိုင်းရဏလေးတွေကိုပြန်တွေးကြည့်လိုက်နေပြောပါတယ်ကျွန်တော်ကတော့လူလောကကြီးထဲမှာဖြတ်တန်းနေတဲ့ကာလတစ်လျှောက်လုံးဒီထုံးကိုပဲနှလုံးပူပါတယ်အောက်မှာရှိနေတဲ့ချီးပုံတွေကိုကျွန်တော်ငုံလည်းမကြည့်ပါဘူး ဖွင့်နေမကြည့်ပါဘူးဘလို့ချီမျိုးလဲဆိုတာလည်းကျွန်တော်မလေ့လာပါဘူးဟိုးဝေးယူပဲကျွန်တော်အများအားမျောကြည့်ပါတယ်ကောင်းဝင်ပြားကြီးကိုကျွန်တော်ကြည့်မယ်ကြေတွေစုံနေတဲ့ကောင်းဝင်ကြီးကိုငေးကြည့်မယ်မြင်ငယ်ဘူးတဲ့နှင်းစီပန်းကင်းကြီးကိုကြည့်မယ်ရှုခဲ့ဘူးတဲ့ဆယ်ပဲပန်းရံတန်လေးတွေကိုကျွန်တော်ပြန်ပြန်ပြီးတော့တတိယဒီလိုဖြတ်တန်းတဲ့အတွက်ဘာဖြစ်လဲဆိုရင်အကုသို့ကင်းပါတယ်ခင်ဗျလူငယ်တွေကိုလည်း ဒီအကြောင်းအရာလေးကိုချက်တွေးပြီးတော့ဒီလိုစိတ်မျိုးနဲ့ပဲလူ့ဘဝကြီးကိုဖျက်ဆီးစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မေဟုဆိုပါခင်ဗျာ